လူမှုကွန်ရက်ခေတ်ကြီးမှာတရမ်းမားတွေဟာလျင်မြန်စွာပြန့်နှံ့နေပြီးတော့လူလူကြားမှာနားလွယ်မှုလွဲမှားစေကထယောင်ထမားဖြစ်အောင်ဖန်တီးနေကြပါတယ်။ပြီးခဲ့တဲ့စက်တဘာလထဲမှာလည်းဘလို့တရမ်းမားတွေပြန့်နှံ့ခဲ့တယ်လဲဆိုတော့ကိုမစ္စမကနေတင်ဆက်တဲ့တရမ်းမားများကိုတိုက်ဖြတ်ခြင်းစီစဉ်ကနေသုံးသပ်တင်ပြလိုက်ပါတယ်။စက်တဘာလထဲမှာပြန့်နှံ့မှုများခဲ့တဲ့သတင်းတူကတော့နိုင်ငံတကာသတင်းဖြစ်တဲ့ Tamara Trump ကမွတ်စလင်ဝင်ရောက်မှုကိုတားမြစ်မယ်ဆိုတဲ့သတင်းမှပဲဖြစ်ပါတယ်။ ဒါဟာအခုတလောမှာလူမျိုးရေးဘာသာရေးကိုဦးတည်တဲ့ဇက်ကြောင်းတွေသတင်းနဲ့နဲ့အတူသတင်းတူတွေဟာလူဖက်များလာတယ်ဆိုတာကိုဖော်ပြနေပါတယ်။တိုက်ပွဲသတင်းမှအနေနဲ့ MD1 PDF တပ်ဖွဲ့ခေါင်းဆောင်ကိုမှုံတိုင်းရဲ့အင်တာဗျူးကိုပုံဖြတ်ပြီးတော့ဖြန့်ဝေတဲ့သတင်းတူနဲ့အတူမိုးကုန်းနဲ့မော်ကိုဘုံကျဲတယ်ဆိုတဲ့သတင်းမှတွေလည်းပါဝင်ပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်ကစာတင်ကြောင်းနှစ်ကြောင်းဘုံကျဲခံရမှုမှာစစ်လော်ဘီတွေတရင်မှားတွေဘလို့ဖြန့်ဝေခဲ့တယ်လဲဆိုတဲ့အကြောင်းနဲ့တပုံတွေစီးလာတဲ့တင်မောကိုမိရှို့ရဲဆိုတဲ့တရင်မှားနဲ့အတူ အမျိုးသမီးဖြစ်တည်မှုကိုပုံဖြတ်ထားတဲ့ PDF အမျိုးသမီးတယောက်တိစုံမှုအကြောင်းစာရာတွေကိုလည်းစစ်ဆေးခဲ့ပါတယ်။မြန်မာစစ်တပ်က F35 ကိုထုတ်လုပ်ပြီးတော့ရုရှားကိုတင်ပို့ရဲဆိုတဲ့ရုပ်သံဖိုင်အမှားအာရှလမ်းမကြီးလမ်းခင်းနေတဲ့ဆိုတဲ့သတင်းမှားတွေကိုလည်းစစ်ဆေးခဲ့ပါတယ်။အနောက်နိုင်ငံကပြည်ထနာတွေကိုအချက်လက်အမှားတွေထည့်သွင်းပြီးတော့ဘာသာပြန်ပြီးဖြန့်ဝေတဲ့ရုပ်သံတွေဟာလူမျိုးရေးဘာသာရေးမုန်တီးမှုအတွက်အနေရရှိနေတဲ့အကြောင်းကိုလည်းတင်ဆက်ခဲ့ပါတယ်။ တဘာဝဘေးအနေနဲ့ပတ်သက်ပြီးတော့ဖိလစ်ပိုင်မှာတိုက်ခတ်ခဲ့တဲ့မှုန်တိုင်းနဲ့ပတ်သက်တဲ့ရုပ်သံဖိုင်တွေမှာရုပ်သံဖိုင်အဟောင်းတွေဖြန့်ဝေပြီးတော့သတင်းမှာဖြန့်ဝေထားပါသေးတယ်။စက်တင်ဘာလတည်းမှာပြန့်နှံ့ခဲ့တဲ့သတင်းမှားတွေဟာပုံစံမျိုးစုံနီလန်မျိုးစုံနဲ့လူတို့ကိုလှည့်ဖျားဖို့ကြိုးပမ်းခဲ့ကြပြီးမြဲချိန်သားကိုက်ဖြန့်ဝေခဲ့တဲ့သတင်းမှားတွေကိုပို့ပြီးတော့တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့သတင်းတွေကိုလက်ခံတဲ့အခါမှာလည်းစစ်စစ်သုံးသပ်ပြီးမှယုံကြည်ဖို့အရေးကြီးပါတယ်။ င်းသမားကိုကြည့်ရှုအားပေးနေကြတဲ့သူတွေအနေနဲ့စစ်စစ်စစ်ကျတဲ့သတင်းတွေတွေ့ခရင်မင်းသမားကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် tiktok.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးတော့စစ်စစ်စစ်ကျတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ဖို့အတွက်မြတ်တာရက်ခံ operation လောကမီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပရိသတ်တွေရဲ့ထောက်ပံ့မှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။